ဝန်ကြီးချုပ်ဟောင်းရှေဟာစီနာသည်2024ခုနှစ်ဇူလိုင်လမှစတင်ခဲ့သောကျောင်းသားများဥဆောင်တဲ့အစုလိုက်အပြုံလိုက်အုံကြွမှုကြောင့်ယာထူးမှဆက်တက်ခဲ့ရပါတယ်။ဒီလှုပ်ရှားမှုကိုကဘာပေါ်ရှိပထမဆုံးအောင်မြင်သော generation တော်လိုင်းရဲ့ဖြစ်သတ်မှတ်ချက်ခံခဲ့ရပါတယ်။သူမရဲ့15နှစ်သားအာနာကိုဘယ်လိုပြိုလဲစေခဲ့တာလဲ။အုတ်ချုပ်ကြီးဆိုင်ရာ ပြဿနာဟာစီနာကြဆုံးရခြင်းရဲ့နောက်ွယ်ကအခြေခံအကြောင်းရင်းကသူမရဲ့2009ခုနှစ် 2024ခုနှစ်အထိကြာမြင့်ခဲ့သောအုပ်ချုပ်ရေးကာလတစ်ကြောင်းစုဆောင်းလာခဲ့တဲ့ပြဿနာများကြောင့်ဖြစ်ပါတယ်။မဲမတမာမှုများနဲ့ဒီမိုကရေစီချိုးဖောက်မှုများကို2014-2018ခုနှစ်2024ရွေးကောက်ပွဲမှာမဲမတမာမှုများရှိသည်ဟုစွပ်စွဲချက်များထုတ်ပေါ်ခဲ့ပါတယ်။အတိုက်ခံပါတီများကရွေးကောက်ပွဲကိုတပိတ်မှောက်ခဲ့ကြပါတယ်။သူမ၏အစိုးရကအာဏာရှင်ဆန်မှုနှင့်လူ့အခွင့်အရေးချိုးဖောက်မှုများအတွက်ရှင်ဆိုင်ခဲ့ရပြီးနိုင်ငံရေးပြိုင်ပွဲများကိုဖန်ဆီးချုံနှောင်ခြင်းနဲ့ အမှုမဲ့အမှတ်မဲ့ဖန်စီချုံတော်မူများပြုလုပ်တည်ဟုဆွဆွဲခံခဲ့ရပါတယ်။မီဒီယာလွတ်လပ်ခွင့်နဲ့အများပြည်သူရဲ့လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် Digital Security Act 2018ကဲ့သို့သောဥပဒေများဖြင့်တင်းကျပ်စွာထိန်းချုပ်ခဲ့ပါတယ်။နိုင်ငံခြားအရန်ဝင်များကြဆင်းလာပြီးဗန်လုံငန်းများကမောက်ကမဖြစ်ပြီးတော့အဂတိလိုက်စားမှုများနဲ့ငွေကြေးခေါ်ဝါမှုများကြောင့်လူမှုမကျေနပ်မှုများမြင့်တက်လာခဲ့ပါတယ်။လှုပ်ရှားမှုက2024ခုနှစ်ဇွန်လအစောပိုင်းမှာအစိုးရအလုံးများခန့်အပ်ရာတွင် ခွဲထမ်းစနစ်ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုဖြင့်စတင်ခဲ့ပါတယ်။တရားရုံးဆုံးဖြတ်ချက်ဇွန်လ9ရက်မှာတရားရုံးချုပ် Hackro Division မှ2018ခုနှစ်တွင်အစိုးရမှထုတ်ပြန်ခဲ့တဲ့အလုပ်ခွဲထမ်းစနစ်ဖြတ်တင်ရေးဆုံးဖြတ်ချက်ကိုပြန်ဖြတ်လိုက်ခြင်းကဆန္ဒပြပွဲများဖြစ်ပေါ်စေခဲ့ပါတယ်။ဇူလိုင်လ14ရက်ရာဇာကဟူသောမှတ်ချက်ကြောင့်ဝန်ကြီးချုပ်ရှေဟာစီနာကဆန္ဒပြသူများနဲ့ပတ်သက်ပြီးလူမျိုးရေးတိုက်ပွဲဝင်သူများရဲ့အမည်များခွဲထမ်းမရလျင်ရာဇာကတို့ရဲ့အမည်များကရာတော်မလားဟုမေးမြန်းခဲ့ရာ ရာဇကဆူဒီမာက1980ခုမြို့မြောက်ရေးစစ်ပွဲအတွင်းပါကစ္စတန်ကိုကူညီခဲ့တဲ့ဒေသခံများကိုခေါ်ဝေါ်တိစကလုံးဖြစ်ပါတယ်ဒီမှတ်ချက်ကြောင့်ကျောင်းသားများက၎င်းကိုယ်တိုင်ရာဇကရာဇကဟုကြွေးကြော်ကဝန်ကြီးချုပ်ကိုအာဏာရှင်အာဏာရှင်ဟုပြန်လည်တုံ့ပြန်ခဲ့ကြပြီးနှုတ်ရှားမှုကအစိုးရနှုတ်ထွက်ရေးအတွက်နိုင်ငံရေးအုံကြောမှုဖြစ်သူပြောင်းလဲလာခဲ့ပါတယ်ဇူလိုင်လနောက်ပိုင်းမှာအစိုးရ၏ပြင်းထန်သောနှိမ်နှင်းမှုကြောင့်လူမှုအုံကြောမှုအထွတ်အထိပ်သို့ရောက်ရှိလာခဲ့ပါတယ်လုံခြုံရေးတပ်ဖွဲ့များနဲ့ရဲတပ်ဖွဲ့များလက်အောက်ခံများတို့က လက်နက်မဲ့ចောင်းသားများကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုများကျူးလွန်ခဲ့ကြပါတည်ဆုံးသူအရေအတွက်ကဒီကာလမှာလူပေါင်း1400တိတည်ဆုံးခဲ့တယ်ဟုကုလသမဂ္ဂလူ့ခွင့်ရေးရုံးကခန့်မှန်းခဲ့ပြီးတော့ចောင်းသားလှုပ်ရှားသူနဲ့ဆန္ဒပြသူအစားတောက်ဝင်ငါပေးနေသူတို့ရဲ့တည်ဆုံးမှုများအုံကြောမှုကိုပုံမှုကြီးထွားလာစေခဲ့ပါလှုပ်ရှားမှုမပြတ်ပွားစေရန်2024ခုနှစ်ဇူလိုင်လ18ရက်နေ့19ရက်နေ့များမှာ နိုင်ငံတော်အင်တာနက်လုံးဝနေဝါဖြတ်တောက်ခဲ့ပါအကြမ်းဖက်နေနှင်းမှုများကြောင့်လူမှုဒေါသအထွတ်ထိပ်ရောက်ပြီးတော့ဆန္ဒပြသူများသည့်အစိုးရကိုလုံးဝဖိစံသည့်အာဏာဖိစံရေးလှုပ်ရှားမှုကိုစတင်လာခဲ့ပါအောက်ကလာ၃ရက်နေ့တစ်ချက်ထဲတောင်းဆိုချက်ကဆန္ဒပြသူများကခွဲတန်းစနစ်ပြုပြင်ပြောင်းလဲရေးတောင်းဆိုမှုမှာရှိခါစီနာနဲ့ဒူမရဲ့အစိုးရအဖွဲ့ရာထူးမှနှုတ်ထွက်ရေးကိုတော့တစ်ချက်ထောတောင်းဆိုချက်တို့ပြောင်းလဲလာခဲ့ပါအောက်ကလာ၅ရက်နေ့မှာဆန္ဒပြသူထောင်ပေါင်းများစွာဝန်ကြီးချုပ်နေရင်ကိုဝန်းရံခဲ့ပါတယ် ဒီလိုဝင်ရပြီးနောက်ရှိတ်ဟာစီနာဒီယာရုမှာနှုတ်ထွက်ခဲ့ရမှာဒူမရဲ့ယာရုမှာနှုတ်ထွက်ခြင်းကိုစီဦးစည်းချုပ်ဘိုးချုပ်ကြီးဝါကာဦးစားဇမန်မှအချိန်ညာခဲ့ပြီးထိုနေ့မှာပင်ဒူမရဲ့နှုတ်ထွက်မင်းကမပြောကြဘဲစစ်လီရေဖြင့်အိန္ဒိယနိုင်ငံသို့ထွက်ပြေးသွားခဲ့ပါဒူမယာရုမှာနှုတ်ထွက်ပြီးနောက်ဘင်္ဂလားဒေ့ရ်နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေအကြမ်းတည်းဖြစ်ပေါ်ခဲ့ပြီးနောက်စီးပွားရေးပညာရှင်မိုဟာမက်ယူနယ်ဦးဆောင်သောဂျာပြတ်အစိုးရကိုဖွဲ့စည်းခဲ့ပါရှိတ်ဟာစီနာသည်ချောင်းနာမြောင်ဦးဆောင်နှင့်အုံကြွမှု ဂျာပန်နိုင်ငံရမှာပါဝင်ခဲ့မှုကြောင့်နိုင်ငံတကာရာဇဝတ်ခွန်ရုံး ICT မှလူသားမျိုးနွယ်အဖွဲ့ကျူးလွန်တဲ့ရာဇဝတ်မှုများဖြင့်ပြည်မှုထင်ရှားစီရင်ကတည်ထောင်ချမှတ်ခြင်းကိုခံခဲ့ရပါတယ်။ဒီမှာဒီအော်ဂူလာ9ရက်နေ့မှာဆန္ဒပြသူ6ဦးတည်ဆုံမှုမှာအမိန့်များထုတ်ပြန်ခြင်းနဲ့ကော့ပြက်ခြင်းတို့ကြောင့်တာဝန်ရှိကြောင်းတွေ့ရှိခဲ့ပါတယ်။ဒီမှာဒီလက်ရှိမှာအိန္ဒိယတွင်ခုံလုံးနေထိုင်ပြီး ဒီဆုံးဖြတ်ချက်ကိုဗက်လိုက်မှုရှိပြီးနိုင်ငံရေးအရာလှုပ်ဆောင်မှုများဖြစ်သည်ကိုပြန်လည်ပြောကြားခဲ့ပါတယ်။ရှင်ဟာစီနာကြဆုံးမှုရဲ့ရေရေတီရန်သောအာနာရှင်သည်အုတ်ချွေးအောက်တွင်ခက်ဆက်ဆက်စုပုံလာခဲ့တဲ့လူလူဒေါ်ရာနဲ့အကျဉ်းနှံ့မှုများစီမံရေးကြဆင်းမှုအဂရီလိုက်စားမှုဒီမိုကရေစီချုပ်ချယ်မှုများကိုခွဲရန်စနစ်ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုဒီမိုကရေစီရွေးချယ်မှုများခွဲရန်စနစ်ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုကမိစဖြစ်စေခဲ့ကြောင်းဖြစ်ပါတယ်လူလူရဲ့အော်ဟစ်တန်နဲ့ဒုံချုံရဲ့တပ်ဖွဲ့ရဲ့အကြမ်းဖက်တပ်ဖြတ်မှုများ ပေါင်းဆက်လိုက်တဲ့အခါမှာတော့၎င်းရဲ့ရူရှင်သောဆန္ဒပြပွဲမှာအစိုးရတစ်ခုလုံးပြိုလဲသွားစေခဲ့ပါတယ်။အင်အားကြီးမာတော့လူလူအုံကြောက်မှုဖြစ်သူလင်မြန်စွာပြောင်းလဲသွားခဲ့ပြီးဒီဖြစ်ပျက်တွေဟာမျိုးဆက်တဲ့ generation ဇံများရဲ့လှုပ်ရှားမှုဖြင့်တမိုင်းမှာမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။